ဟင်းဝင်ရံနဲ့ဆိုင်းစေတွမ်ခန်တိုရဲ့မထင်မှတ်ထားတဲ့ဆက်ဆံရေးကိုဖော်လာခဲ့တဲ့တန်တာမိုးသိန်းအားလုံးမင်္ဂလာပါဗာမစ်နောင်ကနေကြွဆိုလိုက်ပါတယ်တန်တာမိုးသိန်းကအခုနောက်ပိုင်းမှာ MRTV ဖုန်းနဲ့လက်တွဲဖြုတ်ပြီးရုပ်ရှင်စကားကြည့်ရတောင်းလျှောက်ရိုက်ကူးနေတာပါဒါအပြင်တလက်ကပေါင်းတဲ့ဆက်ဆံရေးကောင်းတာမို့အနုပညာရှင်တော်တော်များများနဲ့လည်းခင်မင်းရင်းနေပါတယ်တန်တာမိုးသိန်းကစကားပြောရင်လည်းရန်ကုန်ပွင့်လင်းကပြောတတ်တာပေါ့သူ့ကိုရေးကိုရာကိုလည်းထုတ်ပြောတတ်သလုံးသူများကိုရေးကိုရာကိုလည်းပွင့်လင်းစွာနဲ့ချက်ပြတ်တတ်တာဖြစ်ပါတယ် ဘေကရန်ရက်မှာစိန်ရွှေရတနာဆိုင်ရဲ့ဖွင့်ပွဲတစ်ခုကိုတက်ရောက်လာခဲ့တာပေါ့အဆိုပါဆိုင်ကိုဆိုင်းစီတော်မခန်းနဲ့တူတူတွက်ဖက်ကပွဲတက်ရောက်လာတာပေါ့တန်တာမိုးသိန်းကဆိုင်းစီတော်မခန်းနဲ့တူတူအင်နာဗျူးတွေလည်းဖြည့်တလုံးသူ့အကြောင်းတွေလည်းဖော်ထုတ်လာခဲ့ပါတယ်ဆိုင်းစီတော်မခန်းကရုတ်ချောကနှခန်းဒီမလေးတွေရဲ့တက်တဲ့လို့ချစ်တာကိုခံနေရပေမဲ့ချွတ်တင်မှာဆိုရင်မင်းသမီးတွေနဲ့လည်းတိတ်ပြီးရင်းနေနေမနေဘူးလို့ဆိုလာတာပေါ့သူအနေနဲ့အများရန်လိုလိုဟင်းဝင်ရန်နဲ့သာအနီးကပ်နေတာကြောင့်ပေါ့ဟင်းဝင်ရန်နဲ့ဆိုင်းစီတော်မခန်းတို့ကမီဒီယာတွေနဲ့အင်နာဗျူးတွေမှာဆိုရင်လည်းတွက်ဖက် ကဖြေဆိုတာမျိုးသိမရှိပါဘူး။ဒါပေမဲ့လူအများရဲ့နောက်ွယ်ရှုတင်မှဆိုရင်အရန်ကိုရင်းနှီးကြတဲ့သူတွေဖြစ်ပါတယ်။အပြင်မှာအနုပညာရှင်တငယ်ချင်းတွေတွေ့ဆုံတဲ့အချိန်ဆိုရင်လည်းဆိုင်းစင်တော်မခန်းတဲ့ဟဲဝန်ရန်တို့ကတဘူဘူးတွတွဲတွဲနဲ့လာတတ်တာပေါ့။ဒါအပြင်တွေ့ပြီဆိုတာနဲ့နှစ်ယောက်စလုံးကစကားလက်ဆောင်ကမပြောနိုင်ဖြစ်နေတတ်ကြပါတယ်။တယောက်နဲ့တယောက်သာအေးပေးအလေးပေးကပြောနေတတ်တဲ့ဟင်းဝင်ရံနဲ့ဆိုင်းစီတွမ်ခန်းကိုတန်တာမိုးသိန်းကတော့အမြင်ကတ်တဲ့ထီတောင်ဖြစ်ရပါတယ်။ အချင်းစီကလည်းတူနေကြတာမို့အကိုနှစ်ယောက်ကတွဲနေကြတာလားဆိုတဲ့ပုံစံမျိုးနဲ့တန်တာမိုးသိန်းကမကြာခဏဆိုသလိုစတတ်တာပေါ့နှစ်ယောက်လုံးကအဝတ်စားဆိုရင်လည်းတတရရဝတ်တက်တဲ့အပြင်အေးရချင်းလည်းတွေ့ကြတာပေါ့ဟင်းဝင်ရန်ဆိုရင်လည်းအင်းစစ်စစ်နေတတ်တာကိုကြိုက်ပြီးစကားလည်းတိတ်မပြောပါဘူးဒါကြောင့်မို့လဲဆိုင်းစီတုံခန့်နဲ့အတွဲညီလို့နေတာပေါ့နှစ်ယောက်လုံးကလက်ရှိချိန်ထိချစ်သူကောင်းမလေးရှိချောင်းလည်းမချပြထားပါဘူး အမျိုးသမီးဒုကြီးရဲ့တသိန်းလုံးအားပေးတာကိုခံရပေမဲ့လည်းကျင်းဖို့မရှာပဲလူပြိုကြီးဘဝနဲ့ဖြတ်သန်းနေကြတာပါ။ဒါကြောင့်မို့လဲတန်တာမိုးသိန်းကလူပြိုကြီးနှစ်ယောက်ကိုစားနောက်နေတာဖြစ်ပါတယ်။တန်တာမိုးသိန်းကတော့ဟင်းဝင်ရံနဲ့ဆိုင်းစီတုံခန်းတို့နှစ်ယောက်ကိုအစွန်ထုတ်ပေးခြင်းနေကြတာပါ။နှစ်ယောက်လုံးကိုအောင်တရော်လောက်ကလူပြိုကြီးဘဝကစွန်အောင်လုပ်ပေးနေပေမဲ့မစွန်ပဲဖြစ်နေတာဖြစ်ပါတယ်။ဒါကြောင့်မို့တန်တာမိုးသိန်းကတော့သူတို့နှစ်ယောက်ကိုစွန်အောင်လုပ်ပေးဖို့လက်လျှော့လိုက်ပါပြီ။ဘယ်တော့မှမစွန်တော့မဲ့လူပြိုကြီးတွေလို့သာခေါင်းစဉ်တက်လိုက်တာပါ။ နှစ်ယောက်လုံးကိုယူလိုက်ကြပါလားလို့တိုက်တွန်းကဆန်းနှောင်းနေပါတယ် တန်တာမိုးသိန်းကမင်းသားတွေနဲ့ရင်းနှီးနှီးနေကအများအားစားနောက်တွေတက်တာပေါင်းရိုက်ကူးရင်လုပ်ပြီးဆိုရင်လည်းတယောက်ချင်းစီရဲ့အချင်းတွေကိုအကုန်လုံးဖော်ကားစားနောက်တွေတက်တာဖြစ်ပါတယ်တန်တာမိုးသိန်းရဲ့အချင်းကိုသိနေကြပြီဖြစ်လို့အနည်းပညာရှင်အတိုင်းဝန်ကလည်းအထူးတလည်စိတ်ဆိုးတာမျိုးမရှိပါဘူးတန်တာမိုးသိန်းကမင်းသားတွေနဲ့နင်းနီးကက်ကက်နေကစားနောက်တက်တဲ့အချင်းကြောင့်ပဲတခါတလေမှလည်းအပြင်းထန်ကိုဝေဖန်ခံရတာဖြစ်ပါတယ်မင်းသားတွေနာအတင်းလိုက်ကက်နေတဲ့ဆိုပြီးခေါင်းစဉ်တက်ခါဝေဖန်ခံနေရတာပေါ့ဟေးဝင်ရန်နဲ့ဆိုင်းစေတွမ်ခန်တို့နှစ်ယောက်ကိုရှစ်နေတဲ့တန်တာမိုးသိန်းရဲ့ပုံဘရိတ်တိုရဲ့ အမြင်ကိုလည်းခမမှာပြပြခဲ့ပါအောင်ရှင်ကြိရှိပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ခဲ့ပြီး YouTube channel ကို like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်နော် နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ